အားသောဝါနာရှင်ညီအစ်ကိုမောင်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လာ30ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်း၄ဘုတ်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဂျွန်လာတွင်းမာလီဟီဝီကိုအော်ခဲ့တဲ့ခိုက်တက်နေရှိရယ်လိုချင်တဲ့တိုက်စစ်ကစားမတွေမရောက်တဲ့အတွက်အမလို့အမရတာဖြစ်ခဲ့တယ်အဲ့တော့ဂျွန်လာနဲ့ပတ်သက်ပြီးအားရကျင်းနေမှုရှိလားခွန်မဝင်ရောက်ရေးသားပြီးတော့ပါအောင် Brown တင်းတဲ့ပုဂ္ဂိုလ်တော့ ဂျာမန်သတင်းစာဘေးလီကဖော်ပြထားတဲ့ရူမာသတင်းနဲ့ပဲစလိုက်ရအောင်ကျွန်တော်လိုမျိုးလေးမနှခင်ရောညနေရောတောက်လျှောက်အာဆီနယ်သတင်းတွေတင်နေသူတို့ဆိုတခါကျရင်သတင်းရှားပါးတဲ့ပြဿနာရှိရဲ့အဲ့အတွက် တကယ့်ကူမှာအကောင်းစားသတင်းတွေမရတဲ့ခါကျရင်ဒီလိုမျိုးတဒန်းနေရူမာသတင်းတွေကိုလည်းဒါနောက်ဆုံးရအခြေအနေဖော်ပြတာကိုလည်းနားလည်ပြီးကိုမျှော်လင့်ပါတယ်ကဲဒီသတင်းကတော့ဂျာမန်ဘွန်ဒလီကာကလပ်ဖရန်ဖက်အသင်းရဲ့တိုက်စစ်ကစားသမားဟူဂိုအကီတီကီကိုအာဆီနယ်တို့ကသူတို့ရဲ့ဒီနွေရာသီတိုက်စစ်ပြမဲ့စင်းတွေကိုထည့်သွင်းထားပါတယ် အာဆီနယ်တဲ့အားစားရိုက်တာအန်ဒီဘာဒါကယူတန်းတရာပေးဖို့စိတ်ကူးမရှိပေမဲ့ဒီတိုက်စစ်ကစားသမားကိုအကေရီများသူတို့ရဲ့ plan ကစားသမားတွေဖြစ်တဲ့ Bitter Yogurt နဲ့ Benjamin Sesko မခေါ်ဖြစ်ခဲ့ရင်ခေါ်ဖို့အတွက်ယာထားတယ်ကြားသိရတယ်။အဲ့တော့လက်ရှိဈေးကွက်ထဲမှာအာဆီနယ်တို့ကြိုက်ပါတယ်ဆိုတဲ့ Sesko ရော Yogurt ကယူတန်း80နဲ့တရာကြားရှိတယ်။ဟောအခုထပ်ပြီးသတင်းထွက်လာခဲ့တဲ့ Hugo Ikitiki ဆိုတဲ့ကစားသမားလည်းယူတန်းတရာရှိတယ်။ပါနေနေတန်းတရာဆိုတဲ့အတိုင်းပဲဈေးကွက်ထဲမှာဖြစ်နေတာဒါကလည်းအာဆီနယ်တင်းတိုက်စစ်မှုရှာနေဆိုတာကိုသိတဲ့အတွက် လာပြီးတော့မေးမြန်းမိဆိုတဲ့ဟိုကတန်းတရာဈေးကောက်ခတ်လိုက်တယ်အဲ့တော့အာဆင်နယ်သင်းရဲ့အားနည်းချက်ကပါအာဆင်နယ်သင်းဝယ်တဲ့အခါမှာပရိသတ်တွေကဘာလို့ pressure ပေးဆိုတာကတကယ်ရောင်းမဲ့တင်းတွေကကောက်ကောက်သိတယ်ကျွန်တော်တို့ကလူမွေသေးလားဘာညာအာဆင်နယ်ချန်ပီယံလိဝင်ရထားတဲ့အများကြီးငွေတွေရှိတယ်ဝယ်လိုက်ပါလားဒါပေမဲ့သူတို့မြင်မှာကျတော့တန်နေမတန်းဘူးသူတို့ကတွေးကြပြီဒါကအခုမှမဟုတ်ဟိုးတုံးတွေကအာဆင်နယ်ကိုအားပေးလာဆိုသိတယ်အာဆင်နယ်ဘုံဖွဲ့ရဲ့ ဒီသွားတဲ့ process တွေကသူတို့ကစားသမားတူကိုဝယ်တဲ့ခါကျရင်တန်လားမတန်လားတအားလေးတွေးလေးရှိတယ်ပြီးတော့အဲ့ကစားသမားသူတို့ကအချိန်ယူကြည့်နေရှိတယ် Sasco ဆိုသူတို့နှစ်နှစ်လောက်ရှိပြီယောဂရက်ဆိုတနှစ်ခွဲနှစ်နှစ်နေပါရှိပြီတောက်လျှောက်အချိန်ပေးပြီးကြည်လာအခုကြံခဲ့တဲ့ဘောလုံးရာသီကမှစပြီးကောင်းလာခဲ့တဲ့ Hugo Ikitiki ကိုအာဆင်နယ်လိုက်မယ်တန်တရာပေးမယ်ဆိုတာကဒါကကောလာဟာလာအဲ့တော့ကျွန်တော်ဒီသတင်းတပုတ်ကိုဖော်ပြတဲ့အခါမှာယုံကြည်ရမှုရာခိုင်နှုန်းဘယ်လောက်ရှိတယ်အများနဲ့ထည့်ပြောတယ်။ဒါကြောင့်မို့လို့ဒီနေ့အထိကျွန်တော်ယုံကြည်နဲ့ကြည့်ပေးရလို့ထင်တယ်။အဲ့တော့ ကျွန်တော်တို့မျိုးနေတိုင်းသတင်းတွေတင်တဲ့လူတွေဆိုရင်တော့သတင်းမှားတွေတခါလေးဖော်ပြမိတာရှိတယ်။အတက်နိုင်ဆုံးတော့ကျွန်တော်လည်းအချိုက်ဆုံး၄ဘုတ်ကိုစစ်စစ်ပြီးတော့ဖော်ပြပါရတယ်။အဲ့တော့အရက်ကတော့6ပေ3လက်မှရှိတယ်။အရမောင်းကောင်းတယ်။တစ်ချိန်လုံးကအဲ့ဒီဟူကိုအီကီတီကီဆိုတဲ့ကစားသမားကိုဒါသူတို့ကဒီ Rinse အသင်းစီကနေပြီးတော့ PSG ကယူကို28.5တန်းနဲ့ရင်းနှီးမြုပ်နှံလိုက်တာ။ဟာဒီကောင်တော့အနာကမှာ share ဖြစ်လောက်တယ်ဆိုပြီး PSG ကရင်းနှီးမြုပ်နှံလိုက်တာ။ဒါပေမဲ့တကယ်တကယ်သူတို့စီမှာအဆင်မပြေတဲ့အခါကျတော့သူတို့ ဖရန့်ဖက်အတင်းမှာသူရာတီဘွားသွားဆော့လိုက်တဲ့အခါမှာအဲ့ဒီခြေဆောင်သဘောကျသွားတယ်ဒါကတော့ဘွန်နလီကာရာသီဘွက်14ဘွက်မှာ၄ကိုသွင်းပြီးနှလုံးဖိန်ထားတယ်။အဲ့ဒီခြေစွမ်းကြောင့်ပဲ2024နူရာသီမှာတော့ Euro 16တန်းနဲ့ PSG ထန်းနေပြီး Frankfurt ကဝေဝါတယ်။အခုအဲ့ဒီရဲ့ပမာဏနောက်ထပ်3ဆ4ဆ Euro တန်းတရာဆိုပြီးဈေးကောက်ကက်လိုက်တယ်။လိုချင်တဲ့အသင်းတွေကလည်းဝမ်းဝမ်းကြီးလည်နေပါပဲ။ Arsenal တသိန်းနဲ့မဟုတ်ဘူး။သူ့လိုချင်တဲ့အသင်းတွေမှာဆိုရင် Liverpool, United, Chelsea, Chelsea ဆိုရင်တကယ်ထဲထဲဝင်လိုက်ခဲ့တာ။ ဒါပေမဲ့လီယန်ဒီလက်ကိုခေါ်ပြီးရတဲ့နောက်မှာတော့အဲ့တဲ့ရင်တွေတိမ်ပြွားတယ်။လီဗာပူးဆိုလို့ရှိရင်လည်းအခုတည်းကစိတ်ရှက်ဆိုပေမဲ့လီဗာပူးရဲ့အဓိကသူတို့လိုချင်တဲ့ class ကကြတော့အီဆက်လိုကစားမလို့လိုချင်တာ။အဲ့တော့ဈေးကွက်ထက်မှာအာဆင်နယ်ဒီသောင်းပေါင်းကိုစိတ်ဝင်စားရဆိုပေမဲ့တန်း100လောက်ပမာဏကိုမသုံးချင်တဲ့ entry barter ဆန်နိုင်ရဆိုရင်တော့ရောက်လာဖို့ရခိုင်တော့အရန်နေတယ်။ဒီကစားမှရှေ့ရာသီတွေမှာခြေစွမ်းအဲ့လောက်မပြနိုင်ဘူး။ဒါပေမဲ့ကြံခဲ့တဲ့2024 25ဘောလုံးယာတီမှာတော့ခြေစွမ်းတကယ်ကောင်းတာ။ အဲ့ဒီမှာတော့ကတော့အသင်းကြီးတွေအားလုံးလိုချင်ရလောက်တဲ့ performance ပြနိုင်ခဲ့ပါလို့48ပွဲမှာ43ပွဲပွက်ထွက်ထားတယ်22ဂိုးသွင်းပြီး7လုံးဖိန်ထားတယ်တကယ်ကို great performance ပဲဒီဟာကိုကြည့်ပြီးတော့အထူးသဖြင့်ဂျာမန်ဘွန်ဒလီကာမှာပြတဲ့ခြေစွမ်းလေးဖြစ်တာဖြစ်တဲ့အတွက်အခြားဥရောပထိပ်တန်းလိ ငါးခုရဲ့ပြင်ပကတိုက်စစ်မှုတွေဆိုင်ဒီကစားမပို့ပြီးတော့ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်ဖြစ်နေ။ဒါပေမဲ့အာဆင်နယ်နဲ့သတင်းထွက်တာကဟိုးလုံးကြီးကထွက်တယ်။ထက်တဲ့ဝင်လိုက်ခဲ့တယ်မှာတော့အာဆင်နယ်မပါခဲ့ဘူး။အခုထပ်ပြီးသတင်းထွက်ဆိုတာကလည်းဂျာမန်သတင်းစာဘေးကပေါ်ပြထားချက်ပဲဖြစ်တယ်။ညီကိုတို့ရောအဲ့ကစားမကိုလိုချင်လား။လိုချင်မဲ့ဆိုရင်အာဆင်နယ်ကငွေသုံးပါမလားဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့သတင်းကောင်းတတိယမြောက်သတင်းတစ်ပုဒ်ကတော့သတင်းဆိုးကဲဒုတိယမြောက်သတင်းတစ်ပုဒ်ကိုအရင်ဆုံးပြောလိုက်ရအောင်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ရဲ့ကွင်းလယ် ဗိုလ်ချုပ်အသစ်အဖြစ်ရောက်လာတော့မယ်မာတင်ဆူမန်ဒီမာတင်ဆူမန်ဒီကတော့ report တို့များမှာတော့လန်ဒန်ကိုရောက်ပြီလို့ကြားသိရတယ်တရားဝင်လက်မှတ်ထိုးမှုကိုတော့ဇူလိုင်လပထမပတ်အတွင်းမှာပဲပြုလုပ်မယ်ကျောနံပါတ်36ကိုဝစ်စင်ကစားသွားမယ်9နှစ်စာချုပ်ချုပ်မယ် official လက်မှတ်ထိုးမှုတွေကိုဒီပထမပတ်အတွင်းမှာပြုလုပ်သွားမယ်ဗောလေကိုရီကကစားသမား3ဦးခေါ်ပြီးွားပြီ လေးဦးမြောက်ကိုလည်းဆွေးနွေးတာတော်တော်ခီးပောင်နေပြီ။ဒါပေမဲ့လက်ရှိချိန်ဒီအာဆင်တွေကတည်ယဝင်လက်မှတ်ထိုးမှုတွေဂျာစီခိုင်းတာတွေမလုပ်ရသေးဘူး။အဲ့ဒီအချက်ကလည်းတိုက်စစ်မှုမရောက်တာနီးတူအာဆင်နယ်ပေးသက်တီအာဆင်တွေကိုအားမရတာ။လက်ပါဘူးကြီးချယ်ဆီကြီးယူနိုက်တက်ကြီးတည်ယဝင်လက်မှတ်ထိုးတဲ့ကစားသမားအဲ့အသင်းကိုဘလောက်ထိတောင်မှသူတို့အိမ်မက်အသင်းဖြစ်တယ်ပြောနေချိန်မှာကိုတွေကတယောက်မှမခေါ်ရသေးဘူး။ကဲကြည့်လိုက်။ခေါ်ထားတဲ့လူတွေကိုလည်း တယောက်မှလက်မှတ်မထိုးရသေးဘူး။ဂျာစီကိုက်တဲ့ဆိုတာခဏထောင်းအဲ့လိုအနေထားဖြစ်နေ။ဒါပေမဲ့အပေါင်းလက္ခဏာဆောင်တဲ့အရာလေးတွေကဘာလဲဆိုတော့အသင်းရဲ့အရေးပါတဲ့ဒီစကယ်လီတို့ဂေဗီယယ်မကာယီတို့ကိုလက်မှတ်ထိုးနိုင်ခဲ့တာ။အဲ့ဒီချက်ကတော့အပေါင်းလက္ခဏာဆောင်တယ်။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့26နှစ်ရဲ့စပိန်လက်ရွေးစီုံတော့ဒါမကြခင်မှာပဲတရားဝင်ကြေညာသွားတော့မှာပါ။လက်ရှိချိန်မှာဒီသတင်းကအာဆင်နယ်ဖန်တီးတွက်ဆိုရင်တော့အရန်ပြောစရာကောင်းတဲ့သတင်းမဟုတ်တော့။ဘာလို့ဆိုတော့မေလာတဲကဟီဝီကိုဖြစ်ပြီးတော့ဖပီးသားဆောက်တုပ်ဖြစ်နေခဲ့တဲ့အတွက်ဂျွန်လမကလို့ဇူလိုင်မှာပဲဖြစ်ဖြစ် ဇူမီနဲ့ပတ်သက်ပြီးတော့တိတ်ခံစားချက်မရှိတော့ဘူးကိုယ့်ရဲ့ကစားသမားဖြစ်နေပြီဆိုတာသိရပေါ့လေဒီကစားသမားတော့ဒါသူ့ရဲ့ injury history ကိုကြည့်လိုက်မယ်ဆိုရင်နောက်ဆုံး၄နှစ်အတွင်းမှာဆိုရင်ဟိုရပောင်း100တောင်မရှိဘူး injury history ကအဲ့တော့တရာတီကိုတလားတောင်မပြည့်ဘူးဒါရာကြောင့်နားရတာပဲရှိရဆိုတဲ့အတွက်တော်တော်လေး strong ဖြစ်မဲ့ပလေးရတခုတော့ရှိရပေါ့လေသူ့ရဲ့ physical ဘိုင်းသူ့ရဲ့ရပောင်းဘိုင်းနဲ့ premier league ရဲ့မျက်နှုံးမြင့်ကစားဟန်အမြင်ပေါ်အပြုတ်ကစားဟန်မှာတော့တစ်ချက်တော့စောင့်ကြမယ်အဲ့ဒါအံဝင်သွားပြီဆိုရင်တော့ ျွန်တော်တို့ကွင်းလက်အတွက်ဆိုရင်တော့တကယ့်ကို DNA နောက်ထပ်တစ်ခုကိုဒါသွေးသစ်လောင်းနိုင်ခဲ့တယ်ပြောမယ်။ဘာပြောပါ။ယူမာပြခဲ့တဲ့ခြေစွမ်းရောဆိုစီထဲမှာပြခဲ့တဲ့ခြေစွမ်းကိုသွားကြည့်လိုက်မယ်ဆိုရင်တော့ဇူယီမန်ဒီတောက်ကခေသူတော့မဟုတ်ဘူး။ကျွန်တော်အနေနဲ့ပါတီးနေရောက်ဓာတ်ရိုက်အစားထိုးနိုင်မလားဆိုတော့စောင့်ကြည့်သွားတော့မှာပါ။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဝမ်းနေစရာကောင်းတဲ့သတင်းမှာကြံခဲ့တဲ့ဂျပိုင်းကလည်းအလုံးသိပြတိုင်းပဲတော်မက်ပါတီထွက်ခွာမယ်ပေါ့လေ။ဒါပေမဲ့ဆရာသမားထွက်ခွာမယ်ဆိုတဲ့သတင်းတွေထွက်နေရတော့မှနောက်ဆုံးနေ့ရက်ထိအာဆီနယ်မှာဂျီနီဗာရီဆော့ trainee တွေပါစင်အတင်းရကစားသမားတွေနဲ့ selfie ပါရိုက်အေးစစ်စစ်ပဲမသိရင်သူ့ကိုယ်သူနောက်နှစ်ထိအာဆီနယ်မှာဆက်ပြီးရှိမဲ့ပုံစံမျိုးအဲ့တော့လက်ရှိ David Osling ဖော်ပြသွားကြရဆိုရင်တော့ Thomas Partey ကမနက်ဖြန်ဇူလိုင်လ၁ရက်နေ့မှာအာဆင်နယ်အသင်းရဲ့ကစားသမားမဟုတ်တော့ပါဘူး free agent player ဖြစ်တော့ပါပြီဒီမှာ one day ဖို့ကောင်းတာလေ Thomas Partey ကနောက်ထပ်အသင်းအသစ်ကို ချက်ချင်းမရှာဘူးအေးစေးစေးမှပဲရှာမယ်သူ့မှာလုံလောက်တဲ့အချိန်ရှိရဲအဲ့တော့အဲ့ဒီချက်ကိုကျွန်တော်သွားပြီးတွေးလိုက်တာအခါမှာဘာကိုတွေးမိလဲဆိုတော့ပါတီအနေနဲ့ကြံတဲ့အရာတွေအားလုံးထပ်ဆိုင်အာဆင်နယ်မှာတက်တန်းတို့ဖို့သူလုံးဝယုံကြည်ခဲ့ပုံရတယ်ဘယ်အသင်းနဲ့မှစကားမပြောဘူးအာဆင်နယ်နဲ့ပဲဆွေးနွေးမယ်ဒါပေမဲ့အာဆင်နယ်ရောသူရောနှစ်ဖက်စလုံးခေါင်းမငိမ့်နိုင်တဲ့နောက်မှာတော့ပြက်ဆဲသွားတယ်အာဆင်နယ်ကတော့ကစားသမားအစားထိုးပြီးသားရှိတဲ့အတွက်ပြဿနာမရှိပေမဲ့ပြဿနာမရှိဆိုတော့ဇူမန်ဒီလာမှာဗျာနော့စကတ်ကလည်းအရင်ပြစ်ခေါ်ထားပြီးပြီဒါပေမဲ့ပါတီအတွက်ကျတော့ လက်ရှိအချိန်မှာအသင်းလက်မဲ့ဖြစ်သွားပြီပထမတော့သူ့ကိုလာပြီးကမ်းလှမ်းတဲ့အသင်းထဲမှာဆိုရင်ဒါဂျူမင်တက်ဘာစီလိုနာအတလတီကိုမက်ဒရစ်ဖီနာဗာဂျီဆော်ရီကလပ်တွေအများကြီးဆော်ရီဘက်ကလာတဲ့မြန်မာတဲ့လောက်ခလာသာနဲ့ပြောင်းရွှေ့ကြီးတို့တော့မှပယ်ချထားတာ။အော်အာကြီးကတော့ငါ့ကိုလောက်ခလာသာတရက်နဲ့တော့တက်တန်တိုးဝေးมาပဲဆိုတော့ပုံစံမျိုးပေါ့လေ။နောက်ဆုံးနှစ်ဦးနှစ်ဖက်ညှိမြ။ဒီနေ့မှအာဆင်နယ်ဖန်တွေကြားထဲမှာလည်းနှစ်ပိုင်းကွဲနေ။ပါတီကတော့လာသာတိုးပေးတဲ့နဲ့တချို့ကြတော့ပါတီကအသင်းကိုပြန်မကြည့်ဘူးလာသာတိုးတောင်းတယ်ပေါ့လေ။ဒါပေမဲ့ဘာပဲပြောပါ ကစားသမားဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ကစားသမားဘဝနေဝင်ချိန်မှာတောင်းဆုံမှာပဲလေဒီအသက်ရွယ်ဒီအချိန်ကလဆာကောင်းတောင်းလို့ကောင်းဆုံးအချိန်ပဲ injury history ကိုခဏမေ့ထားမယ်ဆိုရင်ပေါ့လေဒါပေမဲ့ဘုံဖွဲ့ဘက်ကကြည့်မယ်ဆိုရင်ဩငါတို့အသင်းမှာသူကစားခဲ့တာပဲဒါပေမဲ့အဲ့ဒီ9နှစ်အတွင်းမှာတရာဒီခွဲလောက်ကဒဏ်ရောင်နားနိခဲ့ရတဲ့ကစားသမားငါတို့ကဒီလဆာနဲ့ဘာကြောင့်ဆက်ပြေးရမှာလဲမင်းကအရင်ကစားသမားဖြစ်ပြီးအရင်လောက်ခရတာပဲရမယ်ဆိုပြီးဘုံဖွဲ့ကပြောတယ်အဲ့တော့နှစ်ဦးနှစ်ဖက်မှာဘယ်သူမှားတယ်လဲဆိုတော့ဘယ်သူမှမမှားဘူး စုဖလားလူချင်းနဲ့ကျွန်တော်တို့မှားတာအမှန်တကယ်ကလေအဲ့လိုဖြစ်နေခဲ့တာတရားတစ်ခုခုပြောပါဆိုရင်တော့ပါတီဘောလုံးလက်ခံပြီးတော့တောင်မန်ညူဖျက်တဲ့ခါကျရင်ဟာပါတီစီကဘောလုံးကလိုရောင်ရောက်ပါမလားရောက်ပါမလားဆိုတဲ့အရသာလေးကိုတော့ကျွန်တော်တို့လွမ်းနေတော့မှာကိုင်းလက်မှာခြေလန်းကျဲကြီးတွေနဲ့ဘောလုံးလှမ်းတာတာတွေဂျားရဲတွေဝင်ဖျက်ထုတ်တာတွေခန်းစစ်ကိုစင်းကူတာတွေသူ့စီကနေထွက်တဲ့တောင်မန်ပြီးတော့ white ball တွေနောက်ပြီး area ထိတ်ကအပြင်းကန်တာတွေလွမ်းမောဖွယ်ရပါပဲပါတီကိုကျွန်တော်လည်းချစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဇူရီမန်နီနဲ့အတူတူ မတူညီတဲ့ကွင်းလက်ရသတစ်တခုတော့လာမရသည်မှာမြည်ဆန်းကြပါပါအားလုံးကစူဖလာပဲလူကျင်တာမလားဘောလုံးပွဲကြီးကစားကြမယ်ဆိုရင်တော့ကိုထုတ်စီမှာလာပြီးဆော့လို့ရပါပြီအပြော်ဖြစ်ဖြစ်စီးပွားဖြစ်ဖြစ်ဖြစ်ဘောလုံးပွဲကြီးဆော့မယ်ဆိုရင်တော့ကိုထုတ်စီမှာလောင်းညင်တယ်ဆိုလို့ရှိရင် Viber နံပါတ်399 646 46လုံး393 Telegram နံပါတ်399 953 9200တို့မှာဆက်သွယ်ပြီးတော့ကစားနိုင်ပါတယ်ခင်ဗျာနောက်ဆုံးတင်ပုတ်ကတော့ UEFA Women's Euro 2025ရွေးချယ်ခံတဲ့ အာဆင်နယ်ကစားသမားလေးနဲ့ပတ်သက်ပြီးတော့ဖော်ပြပြီးတော့ပါအမျိုးသမီးအသင်းဖလာရတော့မှဟေးဆိုပြီးကျွန်တော်အောင်ပွဲခဏတက်ဆိုင်ဒီလိုအခြေအနေတွေနောက်ပြီးကစားသမားဝယ်ယူတာတွေအသေးစိတ်အခြေအနေနဲ့အမျိုးသမီးပွဲစဉ်တွေကိုလည်းကျွန်တော်အများနဲ့တောက်လျှောက်တင်ဆက်ခဲ့ပါတယ်အဲ့တော့နောက်ဆုံးသတင်းတစ်ပုဒ်ကိုအမျိုးသမီးအသင်းကြောင့်ဖော်ပြပေးရပါလိမ့် UFA Woman ဒါ U 2025အတွက်ရွေးချယ်ခံတဲ့ဆင်မှာဆိုရင်ဒါဆွစ်ဇာလန်အသင်းအတွက်ဆိုရင်လီယော ဝဲတီကဒါအသက်32နှစ်ရဲ့ကွင်းလေကစားမကဆွစ်ဇာလန်တင်းတို့ရွေးချက်ခံရတယ်။နော်ဝေးတက်ဆိုရင်တော့အသက်25နှစ်ရဲ့ကွင်းလေကစားမဖရီဒါမန်နန်။နောက်ပြီးတော့စပိန်တင်းတဲ့ဆိုရင်မာယိုနာကေနန်တီဆွီဒင်အသင်းအတွက်ဆိုရင်စတီနာပလက်စတန်ဒင်းရဲ့အသက်29နှစ်ရဲ့တိုက်စစ်ကစားမပေါ့လေ။အင်္ဂလန်ကတော့အများဆုံးရွေးခံရတာ။အမှတော့ဝီလီယမ်ဆန်။နောက်ပြီးတော့လော်တီဝူဘင်မွိုင်း။နောက်ပြီးဘတ်မီချိုးကယ်လီ။နောက်ပြီးတော့ဒီအလရှာရူဆို မစ်ချယ်လီအဂျီမင်ဒီကစားသမားတွေအကုန်လုံးရွေးချယ်ခိုင်းရပါလိမ့်ဒါအင်္ဂလန်သင်းနဲ့အင်္ဂလန်သင်းနဲ့ဆိုစုပေါင်း6တောင်ရွေးချယ်ခိုင်းတာနယ်သာလန်တို့ဆိုနှစ်ယောက်ရွေးချယ်ခိုင်းရတယ်အဲ့ဒါကဗစ်တိုးရီးယားဘယ်လိုပါရဲ့နောက်ပြီးတော့ဒီကိုသမားချောချောလေးသိရမလားဘန်တွန်ဆဲလာအသက်25နှစ်ရဲ့ကိုသမားချောချောလေးသူတို့ကနယ်သာလန်သင်းနဲ့ရွေးချယ်ခိုင်းရပါလိမ့်အဲ့တော့အင်္ဂလန် အမျိုးသမီးအသင်းမှာဆိုလို့ရှိရင်တော့အာဆင်နယ်ကနေကိုစားပြုတော်တာ6ဦးတည်ရှိတယ်။သူတို့ကတော့ဒါအုပ်စုဒီမှာဆိုရင်တော့ပြင်သစ်၊နယ်သာလန်၊ဝေးနဲ့အတူတူကြာတယ်။အဲ့တော့ဒီပြိုင်ပွဲကကြတော့သူတို့ကဇူလိုင်2ရက်ကနေ29ရက်အတွင်းကျင်းပမှာ။ဇူလိုင်လတလထဲမှာအပြီးကျင်းပမှာ။အဲ့ဒီမှာတမိုင်းမှာချန်ပီယံဘယ်နှကြိမ်ဖြစ်ထားဘူးလဲဆိုတဲ့အပိုင်းကိုကြည့်တဲ့အခါမှာဂျာမနီက6ကြိမ်၊နော်ဝေးက2ကြိမ်၊ဆွီဒင်၊အင်္ဂလန်၊နယ်သာလန်တို့ကတော့2ကြိမ်ဒီဖြစ်ထားတယ်။အခုလက်ရှိချန်ပီယံကတော့ရူဆိုရဲ့ အင်္ဂလန်သင်းပေါ့လေအဲ့တော့ရူဆိုကလည်းတကယ်ကိုအားကိုးရတဲ့တက်စစ်ကစားမှာဆိုတော့အင်္ဂလန်သင်းဒီယူရိုပြိုင်ပွဲမှာလည်းချန်ပီယံဖြစ်မလားစောင့်ကြည့်သွားမှာပါချန်ပီယံဂုံဘုတ်ကိုဆက်ပြီးဆောင်းနှိမ့်သွားလိုက်မှာရူဆိုတို့ကန်တာကိုပဲကျွန်တော်အားရပါကြည့်ကြတော့ဗျာကဲအဆုံးထိကြည့်ပြတဲ့လေအားလုံးကိုကျေးဇူးတင်ပါတယ်